ပြိဿမြအားလုံးမင်္ဂလာပါဗျာမြမလက်ရွေးစီမြို့သိမ်းဘောလုံးသိမ်းဟာလာမယ့်မြမစံတော်ချိန်ညနေ3:00နာရီခွဲချိန်ကိုရောက်ရင်မလေးရှားလက်ရွေးစီမြို့သိမ်းအတင်းနဲ့ဩစတြေးလျပွဲစဉ်ရှင်ပြန်ကစားပါတော့မယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့မှလည်းမြမလက်ရွေးစီမြို့သိမ်းဘောလုံးအသင်းဟာအနီယောင်ဝတ်စုံကိုဝတ်ဆင်ပြီးတော့ပဲပွဲကစားတော့မှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာတခုတော့ကောင်းတဲ့နော်ကြားသိရပါတယ်ထိုင်းမှာရှိတဲ့စီဂိမ်းပြိုင်ပွဲပွဲအောင်ရှင်ပြန်နေတဲ့အားကစားသမားတွေစီကရော နောက်ပြီးတော့ခိုင်းနိုင်ကိုရောက်ရှိနေတဲ့မြန်မာပြည်စီကပါကြားသိရတဲ့သတင်းစကားဖြစ်ပါတယ်ခင်ဗျအဲ့ဒါကတော့မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကိုမြန်မာပြည်သက်တွေလာရောက်ပြီးတော့တောင်းတောင်းကြပြအားပေးတာကိုထိုင်းနေတော်မှတော်တော်လေးကိုသဘောကျနေတယ်လို့သိရှိရပါတယ်ခင်ဗျသူတို့ကအင်ရှင်နိုင်ငံဖြစ်ပေမဲ့သူတို့ရဲ့အသင်းတွေကိုသူတို့သွားအားပေးတာဟာအဲ့လောက်မရှိဘူးလို့တော့မြန်မာတွေကိုပြန်ပြောတယ်လို့ မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုသွားပြီးတော့အလုပ်လုပ်ကြနေတဲ့သူတွေစီကနေကျွန်တော်သတင်းကြားသိရပါတယ်ခင်ဗျာဟုတ်ကဲ့မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာအုပ်စုဝင်ပွဲစဉ်လုံးကဖိလစ်ပိုင်နဲ့ကစားခဲ့ရတယ်မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းရဲ့ကစားသမားတွေတဲခူရန်ရောင်ပြန်လာရင်လည်းပြည်သက်တွေကစောင့်ကြည့်ကြိုဆိုခဲ့ကြတယ်ပြီးတော့အုပ်စုဝင်ပွဲစဉ်လုံးကကွင်းရှိကိုနေ့လယ်ပိုင်းအင်္ဂလိပ်ကလာပြီးတက်စီပြီးတော့မြန်မာပြည်သက်တွေကစိတ်ကြိတ်လို့အားပေးခဲ့ကြပါတယ်ခင်ဗျဒါကြောင့်လဲ time ပြည်သက်တွေကမြန်မာပြည်သက်တွေရဲ့အသင်းကိုအားပေးမှု တော်တော်လေးလေးစားအားကြအတုနေရဲလို့သိရှိရပါတယ်ခင်ဗျာပြီးတော့မြမာတွေကိုပြောတယ်တဲ့ငါတို့ကအိတ်ရှင်ဒါပေမဲ့တကယ်ပွဲထဲမှာမင်းတို့ရဲ့အမျိုးသီးဘောလုံးသင်းကိုမင်းတို့သွားအားပေးတဲ့ပုံစံကမင်းတို့ကအိတ်ရှင်နိုင်ငံဆိုတာမဖြစ်နေတယ်ပေါ့လေဒါကြောင့်မြမာလက်ရွေးစီမော်ဒရီအသင်းဟာပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတယ်လို့တော့ပြောလို့ရပါတယ်ခင်ဗျာပြောရမယ်ဆိုရင်ဗျာ၁၂ရောက်မြောက်ကစားသမားရဲ့အင်အား ဒါဟာပြိတ္တရဲ့အပိမှုကိုတင်စားခေါ်ဆိုတာဖြစ်ပါတယ်။ဒီတော့ပြိတ္တရဲ့အပိမှုနောက်ကွယ်မှာရှိနေတဲ့မြမလက်ရွေးစင်ငွေဘောလုံးအသင်းဟာဒီနေ့မှလည်းအဲ့လိုအပိမှုနဲ့အတူမလေးရှားကို အနိုင်ကစားနိုင်လိမ့်မယ်ဆိုတာယုံကြည်ထားပြီးသားဖြစ်ပါတယ်မြမလက်ရွေးစဉ်မျိုးစိဘောလုံးသိဟာဒီနေ့မှလည်းအုတ်စုအဖွင့်ပွဲစဉ်လုံးကအတိုင်းအနီအောင်ဝတ်စုံကိုဆင်မြန်းပြီးတော့ပဲပွဲကစားသွားမှာဖြစ်တဲ့အကြောင်းပြိသက်တွေကိုအတိအပြည့်ပြောရလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြိသက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ